ကျွန်တော်ဒီနေ့လုံချင်းလှလာလေးတလုံးကိုထပ်မှန်ပြီးတော့ရောင်းချပေးတော့ပါအောင်မယ်ဒီနေရာလေးကမြောက်ဒဂုံမြို့နယ်35ရပ်ကွက်မှာတည်ရှိပါတယ်ပြီးတော့ပင်လုံလမ်းမကြီးရဲ့ဒယ်စင်းလို့ပြောရင်လည်းမမပါဘူးခြံကျဲကတော့ပေ40ပေ60ဖြစ်ပါတယ်ဆိုတော့သူက3 deck roof slab ပုံစံလေးဖွဲ့စည်းတည်ဆောက်ထားပါတယ်စူးစူပေါင်းအိတ်ခန်းက master ကြီးပဲ၅ခန်းပါပါတယ်ဆိုတော့ မြေမျိုးစားဂရံမြေမျိုးစားဂရံအမီပေါက်လို့လည်းကျွန်တော်သိရပါတယ်ဆိုတော့ကျွန်တော်တို့သွားကြည့်လိုက်အောင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါခင်ဗျာဗီဒီယိုရဲ့အထဲမှာဒီအိမ်နဲ့ပတ်သက်တဲ့ data ချက်လက်အားလုံးနဲ့တကွဗီဒီယိုရဲ့အဆုံးမှာဒီအိမ်လေးရဲ့ဈေးနှုန်းမှာတပါးတည်းဖော်ပြပေးတော့ဖြစ်တော့တယ်ဗီဒီယိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ကျွန်တော်အရောက်ခြေစီတိုင်းကိုကျွန်တော်ဖိတ်ခေါ်ပါတယ်ကဲကျွန်တော်ရောက်ပါပြီဗျာလမ်းအနေထားကလည်းတော်တော်ကိုကျယ်ဝန်းရှိတယ်ဆိုတော့ကျွန်တော်ရုံ channel ဝင်ကြည့်လိုက်အောင် ကျွန်တော် channel ဝင်ဝင်ချင်းဘာရင်ခံစားရလဲဆိုတော့သူစောက်ထားတဲ့ပုံစံကတော်တော်ကိုလှတယ်လို့ပြောလို့ရတယ်ပေါ့တော်တော်လှလှပပကြီးကိုစောက်ထားတာဗျာပြီးတော့ channel မှာပဲကားအနည်းဆုံး3စီးလောက်ရက်လို့ရတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်သူကဒီကားကိုတော်နဲ့မှာပဲကားတစ်စီးကားကြီးဆိုတစ်စီးပေါ့နော်ကောင်းကောင်းဆက်တယ်တိုက်ရဲ့မျက်နှာစာမှာလည်းကား2စီးလောက်ရသေးတယ်ဆိုတော့โอเค ကျွန်တော်အိမ်ထဲဝင်ကြည့်လိုက်ရအောင်အရှိတကမာကြီးရစတကယ်ကျွန်းတကားကြီးပေါ့နော်ဆိုတော့ okay ကျွန်တော်အိမ်ထဲဝင်လိုက်မယ်အိမ်ထဲဝင်တဲ့အခါမှာကျွန်တော်ကျွန်းပါကေးကိုတကယ်ကိုခင်းလိုက်ဆိုတော့တွေးရတယ်ပြီးတော့စီလီယံလည်းမြင့်နေပြီးတော့အဲကန်လည်းတော်တော်ကိုကျဲတဲ့အဲကန်တစ်ခုလို့လည်းကျွန်တော်တွေးရတယ်ဆိုတော့မြင့်တဲ့ချက်တွေမှာလုံးဝအလှဆင်ထားတယ်ပေါ့နော်ဆိုတော့ okay ကျွန်တော်ထဲဝင်ကြည့်လိုက်အောင်ဒီဟာလေးကတော့ဆိုတော့ကားကိုတော်အောင်နဲ့ဝင်တဲ့ဟိုပေါ့နော် အိမ်ထဲဝင်တဲ့တကားတစ်ခုပေါ့နော်ဆိုတော့ okay တော့ border တော့တက်လေးကောက်တွေ့ရတယ်ကြော်မတက်သေးဘူးပေါ့နော်ကျွန်တော်ဒီဘက် channel ရင်းပြပေးမယ်တမဆိုရင်ထမင်းစားကန်တွေ့ရတယ်သူ့ရဲ့ ceiling height ကဟိုတော်တော်မြင့်နေဗျာတော်တော်လှတယ်ဆိုတော့ okay ထမင်းစားကန်ရဲ့မြင်တဲ့ချင်းဆိုင်မှာကျွန်တော်အိမ်ခန်းတစ်ခန်းထပ်တွေ့ရတယ်ဆိုတော့ဒါကတော့ပရမအူဆုံးတွေ့ရတဲ့ master baron ဖြစ်ပါတယ် ူ့ရဲ့ master bedroom လေးကလည်းမစိုးကျဲတယ်။ဘင်းပေါက်တွေပါပါတယ်။ aircon ကတော့အခန်းစီပါတယ်လို့ကျွန်တော်သိရတယ်။ဆိုတော့ဒီဘက်မှာဆိုရင်ဒါ master bedroom ရဲ့ bedroom touch လေးဖြစ်ပါတယ်။ဒါတော့မြင်ကြီးတက်မှာ master bedroom တစ်ခန်းကိုကျွန်တော်ကလုံးစပြပေးတာဖြစ်ပါတယ်။ဆိုတော့ okay ကျွန်တော်တို့နော်ဒီမင်းစားခန်းရဲ့ဒီဘက် channel လေးမှာဒါ ancient mar တွေအတွက်နော်ကြည့်ချင်ုံလေးဖြစ်ပါတယ်။ဆိုတော့ သူ့မိဖို့ကလည်းကြကြဝုန်းလေးရှိတယ်။ဒီဘက်မှာဆိုရင်ကျွန်တော်ဟောပါတော့ public toilet ပေါ့နော်။ gas toilet ကိုတွေ့ရတယ်။အဲ့ဒါပဲလာမယ်ဆိုရင်အသုံးပြုဖို့အတွက် gas toilet လေးဖြစ်ပါတယ်။ဆိုတော့မိဖို့ကလည်း cabinet တွေပါပါပြီးသားပေါ့နော်။ဆိုတော့ဒီဘက်မှာအခန်းအခန်းတွေ့ရတယ်။အဲ့ဒါကတော့ဟို main room ဖြစ်ပါတယ်။ဟို main room ပေါ့နော်။ main room ကတော့အဲ main room ဖြစ်ဖြစ်သုံးသုံးကိုယ့်ဘာကိုဟို store ကဖြစ်ဖြစ်သုံးသုံးပေါ့နော်။ခြေနှစ်သက်အသုံးလို့ရပါတယ်။ ီအနောက်မှာဆိုရင်လည်းတတော်ကိုတန်တန်ပြန့်ပြန့်လေးပေါ့နော်ပြီးတော့သူကစူးလိုက်တရားစားထားတတ်ထားပြီးသားပေါ့နော်ဆိုတော့ okay ကျွန်တော်အောက်ထပ်မှာတော့အကောင်လုံးကိုကျွန်တော်ပြပေးပြီးပေါ့နော်ဆိုတော့ကျွန်တော်တို့ကအပေါ်တက်ကိုထပ်ပြီးလေ့လာကြည့်တယ်အောင်လီကက်ဒစ်လေးလည်းပြည်တယ်သူကလေကားလေးမှာအစားသူကကျွန်ပါကေခင်းလာတယ်ဟဲ့ဆိုတော့ quality တခုမှမလျှော့တာဘူးပေါ့နော်ဒါတော့အပေါ်တက်တဲ့ချင်းမှာဘဲဘဲအချမ်းလေးပေါ့နော်ကျွန်တော် today က level ဆိုတာကိုတွေ့ရတယ် သူကအထက်တိုင်းကို height ကမြင့်နာဘူးလားမသိဘူးနော်ဆိုတော့တော်တော်လေးမိုက်နေတာဟော height ကတော့တော်တော်မြင့်နာတယ်အိမ်ကတော်တော်ခန်းခန်းနာနာရှိတယ်လို့ကျွန်တော်ခံစားရတယ်ဗောနော်ဆိုတော့ဒီဘက်မှာဆိုရင်လည်းသူကအာတက်မန်းတွေပါတက်ထားပြီးသားဗောနော်ဟောကျွန်တော်ဝရဏလေးပြပြမယ်ဝရဏမရဲ့သူကြွေပြားကတ်ထားပြီးသားဗောနော်ဝရဏမရဲ့သူကြွေပြားတွေကတ်ထားပြီးသားဖြစ်ပါတယ်ဆိုတော့ လက်တင်လေးပြဘာမှကိုမလို့ပေါ့နော်လက်တင်လေးတက်နေရုံပဲပေါ့နော်ဟိုစောက်ထားတဲ့ပုံစံတကယ်ကိုစနစ်တကျစောက်ထားတာဗျဟိုဒါငလင်နံလဲခံနိုင်လို့လဲကျွန်တော်သိရတယ်ဆိုတော့ okay ဒါကတော့အပေါ်ထဲမှာကျွန်တော်တွေးရမယ် master baron နှက်ခံဖြစ်ပါတယ်ဒါပထမဆုံးဒီဘက်ဘယ်ဘက်အချမ်းတွေကိုကျွန်တော်ဝင်ကြည့်လိုက်မယ်ဒီခန်းကတော့ master baron နဲ့မှာအောက်ထပ်ကခန်း master baron နဲ့အနည်းငယ်လေး site ကနေနဲ့ကြီးနေမယ်အောက်ကတော့ဟို master baron ပေါ့နော်ဒါပေမဲ့ဒီခေါင်းကတော့ main master လို့ပြောရင်မမအောင် တော်တော်ကိုချဲတယ်။ဒီမှာတော့ baron touch လေးပါတယ် baron touch မှာ batter တွေပါပြီးသားဖြစ်ပါရေဘူးရေပါပြီးသားဖြစ်ပါတယ်ဆိုမိဘကမှလည်းခြွေပြားတွေကတ်ထားပြီးသားခြွေပြားတွေခင်းထားပြီးသားပေါ့နော်လက်တင်လေးပဲပြီးတော့ aircon တစ်လုံးပါတယ်ဆိုတော့သူတကားတွေကစာကျုံတကားတွေတုံးထားတယ်ဗျလုံးဝ quality ကလုံးဝကောင်းတယ်တော်တော်လေးလှတယ်ဆိုတော့မြန်နေချင်းဆိုင်မှာနောက်ထပ်ကျွန်တော် master baron တစ်ခန်းကိုထပ်တွေ့ရမယ်ဆိုတော့ဟွန်းအခန်းထဲမှာတော့ အာလိုက်ကာတွေပရင်ပေါက်တွေအားစားလုံးဝတကယ်ကိုလှတယ်ဗျတော့မယ်ဆိုတကယ်လှတယ်ဒီအားဆိုလဲဘရွန်တက်လေးပဲဘတ်တက်ပါပြီးသားဖြစ်တယ်ဆိုတော့လှတယ်အာပြီးတော့အာအလင်းအောင်တော့ကလည်းလောကစိတ်ပူစရာမလိုပရင်ပေါက်ကြီးတွေအားစားလုံးဝအကြီးကြီးရေပေါ့နော်အဲ့ဒါလေးအကြောင်းတွေးကြရတယ်โอเคကျွန်တော်အခုအပေါ်တက်အပေါ်ဆုံးတက်ကိုတက်ကြည့်လိုက်ပါဦးနော်။တော့အပေါ် roost lab နော် roost lab ခေါမိုးတုံမဟုတ် roost lab ပေါ့။ Okay ။ လီကတိလီတာပြည်ပြည်လေးပဲအပေါ်ဆုံးတာကျွန်တော်အခုရောက်ပြီဆိုတော့မီလိုက်နေရစာခွဲထားတယ်ပေါ့နော်တလွာချင်းဆိုမီလိုက်ခွဲထားတယ်လို့ကျွန်တော်သိရတယ်အပေါ်ကဟိုကလေ roof slab ဆိုတော့လေဟို solar panel ပဲတင်မယ်ဆိုတော့ကောင်းကောင်းတင်လို့ရတယ်ပေါ့နော်ဆိုတော့ okay ဆိုတော့လေကထွက်တော့ချင်းအပေါ်တက်လဲ height ကမြင့်တာဒီမှာလဲအခန်းနှခန်းကျွန်တော်တွေးရမယ်ဆိုတော့အဲဒီ master bedroom ပဲပေါ့နော် သူက master baron နိုင်မှာသူက echo တက်ထားပြီးတော့မှသူကဟို brain mouse တွေပါပြီးသားပေါ့နော်ဆိုတော့ဒါ baron touch လေးဖြစ်ပါတယ်သူကကြွေပြားတွေကတော့အပြည့်သူကအရေးချိုးခိုက်နေတဲ့အောင်ကြွေပြားပြည့်ကတ်ထားတယ်ပေါ့နော်ကြွေပြားပြည့်ခင်းထားတယ်ဆိုတော့ဒီဘက်မှာလည်းတော့ပြီးတော့ master baron ထပ်တွေ့ရတယ်ဆိုတော့စုစုပေါင်းအားလုံးပေါင်း master baron ကအားလုံးပေါင်း၅ကတ်ပါတယ်အဲ့ဒီမှာမှာ main master bat ပေါ့နော် main master baron အကြီးစားတော့နှစ်ခုပါတယ်ပေါ့တော်တော်ကြီးကြီးနှစ်ခုပါတယ်ဆိုတော့ အော်မာစတာဘရိုနာရဲ့ site ကတော့ပြည့်တယ်ဒါပေမဲ့နည်းနည်းပိုပြီးကျယ်သွားတာနှခမ်းပါမယ်ဒါပဲပေါ့နော်ဆိုတော့ဟိုမြင်းကြီးတက်မှာတစ်ခန်းအာပထမတက်မှာတစ်ခန်းဒီအပေါ်ဆုံးတက်မှာနှခမ်းဆိုစုစုပေါင်းမာစတာဘရို၅ခန်းပါမယ်ဆိုတော့ဒါလေးကကျွန်တော်တော်တော်ကြိုက်တယ်မိသားစုကိုပေါ့တင်တာလုံးမလားပါတီလုံးမလားအပေါ်တက်မှာအေးဆေးလေးပေါ့နော်ဆိုတော့ okay ကျွန်တော်အပေါ်ဆုံး rules လေးလို့ကြည့်အောင်အပေါ်မှာတော့အာရေတံကြီးလည်းတင်ထားပြီးသားဖြစ်တယ်ပြီးတော့အောက်ကိုလည်းတော့သားတော်ဆိုလုံးဝလောင်းပြီးထားတာပေါ့နော် ဆိုရေလုံးဝမတင်ဘူးကျွန်တော်ခုသွားကြည့်တဲ့အချိန်မှာတော့မိုးရွာနေတဲ့အချိန်မှာတော့ရေလုံးဝမတင်ဘူးပေါ့နော်ဆိုပိုက်တယ်ဗျအပဝင်းကျင်နေထားလဲ35ရက်ကွာဆိုပြောကြမလို့တန့်နေရပေါ့နော်ဟိုဝရဏောခင်းထားတဲ့ကြွေပြားတွေအစားတော့အပူကန်ကြွေပြားတွေခင်းတာဆိုလုံးဝမပူဘူးပေါ့နော်โอเคအထူးပင်ကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်လည်း like and subscribe လုပ်သွားပေးပါဗီဒီယိုရဲ့အစုံမှာဒီအိမ်ဒီလုံးချင်းလေးရဲ့ဇင်းလုံးကိုတပါတယ်ဖော်ပြပေးသွားမှာဖြစ်ပါတယ် โอเคအိမ်လေးကိုကြည့်ပြီးဆိုတော့ဇင်းလုံးလေးပြောပါတော့မယ်ဇင်းလုံးလေးပြောခင်မှာကျွန်တော်ရဲ့ channel လေးနဲ့ကျွန်တော်ရဲ့ page လေးကို like and follow like and subscribe တော့ပို့လဲကျွန်တော်ဒီနေရာနေပြီးတော့မိသားရဲ့ခံလို့ပါတယ်အထူးပင်ကျေးဇူးတင်ပါတယ်ဒီအိမ်လေးကဂရဲအမီပေါက်လေးဖြစ်ပါတယ်မြောက်တကုံ35ရပ်ကွက်မှာတရှိပါတယ်သူကပင်လုံးလက်မကြီးရဲ့ဒယ်ဇင်းလို့ပြောရင်လည်းမမပါဘူးသူက3ဓာတ်ကိုမှ rose လက်ကို master ငါးကန်းပုံစံနဲ့ဖွဲ့စည်းတိစောက်ထားပါတယ်အိမ်လေးကတော်တော်လေးကိုလာပါတယ်ဂရဲအမီပေါက်လေးဖြစ်ပါတယ် ထူးပင်ကျေးဇူးတင်ပါတယ်ဒီအိမ်လေးရဲ့ဈေးနှုန်းကတော့3000ဖြစ်ပါတယ်ညီနိုင်ပေးပါမယ်ကျွန်တော်မိသားစုအကျိုးဆောင်ကအထူးပင်ညီနိုင်ပေးပါအောင်မယ်ဒီအိမ်လေးနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တယ်ဆိုတော့ကျွန်တော်ဖုန်းနံပါတ်3956 8833ကိုဖုန်းဆက်ပြီးတော့မေးမြန်းစုံစမ်းနိုင်ပါတယ်အထူးပင်ကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်ဗီဒီယိုလိုက်ပါကြည့်ရှုပေးတဲ့အားလုံးချစ်တဲ့ပုံမှာငွေနဲ့လုံးဝဝယ်လို့မရတဲ့စမ်းပါခြင်းပျော်ရွှင်ခြင်းအိမ်တခြင်းတက်ရောက်ပါစေ